ပါဝင်စိုက်ဘာလိမ်လည်မှုတွေကိုအမေရိကန်နိုင်ငံကိုကာကွယ်ဖို့ဆိုပြီးဖွဲ့စည်းကြောင်းကြေလို့ကြေညာခဲ့တာဖြစ်ပါတယ်။ဒီထဲမှာထူးထူးခြားခြားအပေါင်းအနှုံးလေးတွေပါတာကိုကျွန်တော်ပြောပြတင်ပါတယ်။ထူးထူးခြားခြားအပေါင်းအနှုံးတွေကတော့ဒါတုံးဆိုကြတတိယပိုင်းလောက်မှာတရုတ်နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အစည်းများ TCO တွေရတဲ့ crypto currency ယင်းနှိမ့်ညွန်မှုလိမ်လည်မှုများနဲ့ 像这么雷雷姆妙妙物，总比比那些美国那样收藏为妙，得那样酷有联系的，说人家发达对呀？那我再问你一道啊，雷雷姆生大呀，美国嘛对有亚洲的那样一家态度，有在的酷比的酷强大着的外贸，是要盘点的点，说人家是属于他那面的对呀吧？ အပြင်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမာအဖွဲ့တည်မြန်မာနိုင်ငံရှိလိမ်လည်မှုစင်တာနှစ်ခုကိုစစ်စင်ရေးများပြုလုပ်ခဲ့ပြီးဆိုပြီးလဲပါတာတွေ့ရပါတယ်သူတို့စစ်စင်ရေးဘလို့လုပ်ခဲ့တယ်မလုပ်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူးမြေပြင်မှာလည်းတွေ့ရတာတော့မရှိပါဘူးဒါပြင်မြန်မာနိုင်ငံမှာရှိတဲ့ KK ပတ်ကဲ့သို့သောလိမ်လည်မှုနေရာများကိုတိုက်ခိုက်ရန်အတွက် Royal Thai Police Warren Tax Force နဲ့အတူ ပူပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင့်များဆေလွတ်ခဲ့သည်ဆိုရလဲပါပါတယ်။ဒါထုတ်ပြန်ချက်သူတို့ထုတ်ပြန်တဲ့ထုတ်ပြန်ချက်ပေါ့။နှစ်မျက်နှာလောက်ရှိတဲ့ထုတ်ပြန်ချက်ထဲကနေပြီးကျွန်တော်တို့ဒါထုတ်နှုတ်ပြီးပြောတာဖြစ်ပါတယ်။ဒါ၄ကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online language 大幕，苏拉特，online language 大幕打开，耶稣拉特，那内的一定安静了，那内的六万，一万家的户，心里奶奶乐，咱那乐，东北亚是吧？咱那乐，那那阿罗，信仰，第一大帮了，老家第一大。 မှာ online လောင်းကစားမှုတွေ online လိမ်လည်မှုတွေစသဖြင့်ကတိုင်းတရုတ်မြန်မာပူးပေါင်းဆောင်ရွက်မှု task force ဖွဲ့စည်းပြီးဖြစ်ပါတယ်ခုထိလည်းကျွန်တော်ဆက်လက်လှုပ်ဆောင်နေရရှိပါတယ်ပြီးရင်တော့ဒီကရင်ပြည်နယ်မြဝတီဒေသမြန်မာထိုင်းတရုတ်သုံးဖွဲ့ဆိုင်ပူးပေါင်းဆောင်ရွက်ဖွဲ့ trilateral cooperation ဖွဲ့စည်းပြီးကျွန်တော်ဆောင်ရွက်လည်ရရှိပါတယ်ခုထိလည်းဆောင်ရွက်လည်ရရှိပါတယ် ဒါပြင်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့မှာတရုတ်နိုင်ငံကုမင်းမြို့မှာကျင်းပခဲ့တဲ့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုဗီယက်နမ်စတဲ့6နိုင်ငံအွန်လိုင်းလိမ်လည်မှုပူးပေါင်းတိုက်ဖြတ်ရေးအစီအဝေးတက်ရောက်ခဲ့ပြီးဒီအဖွဲ့နဲ့လည်းကျွန်တော်ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကတော့ဒီအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလောင်းကစားမှုဆိုတာဒီ ကျွန်တို့မြန်မာတနိုင်ငံလည်းကိုပဲဒုက္ခပေးနေမှာမဟုတ်ပါဘူး။လိန်လို့ရတဲ့နိုင်ငံတကာနိုင်ငံလူနိုင်ငံသားတွေကိုလည်းလိန်လေနေတာဖြစ်ပါတယ်။ဒါဟုအမျိုးသားရေးတရားဝင်တရားအနေနဲ့ပြက်ပြက်သားသားတိုက်ဖြတ်ဖို့လည်းနိုင်ငံတော်ယာယီသမ္မတတမတော်ကာဝေးစုချုပ်ဖိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အနေနဲ့ညွှန်ကြားထားပြီးဖြစ်ပါတယ်။လူမှုတွေ့ဆုံခွဲတွေမှာလည်းဒါဟုပြက်ပြက်သားသားထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။ အတရေများတဲ့ကိစ္စဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးမီဒီယာများအားလုံးအနေနဲ့ဒီ online လိမ်လည်မှုတွေ online လောင်ကစားမှုတွေနဲ့ပတ်သက်ပြီးသတင်းရရှိလာရင်သက်ဆိုင်ရာကိုသတင်းပေးကြပါ။ပူပေါင်းဆောင်ရွက်သားကြပါ။ကျွန်တော်တို့မြန်မာနိုင်ငံအစိုးရအနေနဲ့လည်း၆နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေဒေတာတွင်းအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးဒီ online လိမ်လည်မှုလောင်ကစားမှုကို မြမမြီဘော်ကနေအပီးတိုင်ချုပ်ငင်းသွားအမြင့်ပြခြေမုံတုတ်တင်သွားမှဖြစ်ကြောင်းပြောကြလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်